အားလုံးပဲမင်္ဂလာပါရှင်။ရွှေယောဂနေကြိုဆိုလိုက်ပါလေ။ဒီနေ့မှတော့ကျမတို့ကယောဂနဲ့ပတ်သက်ပြီးတော့ဗောနော။မနက်မိုးလင်းရင်ကျမတို့အိပ်ရထားတဲ့အချိန်ကြရင်ဗောနော။များသောအားဖြင့်ကျမတို့မြန်မာပြည်ကအငယ်များရဲ့အစားအစာတို့ဗောနော။အချိန်ထည့်ထားတဲ့အစားအစာတို့ကြိုက်ကြရလေ။အဲ့တော့ရင် အဲပထမကြီးကစားရစားစားရင်ကမှားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပုံမှန်လေးကြည့်ရင်မလုပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်ငနေမွနေထားတဲ့အချိန်ကြရင်ညောင်းနေတဲ့တဲ့ကြိုက်ခဲနေတဲ့တဲ့อืมနောက်တစ်ခုကကိုလက်မအိမ်မသာဖြစ်နေတဲ့တဲ့ပေါ့နော်အဲ့လိုမဖြစ်တည်တိုင်းပေါ့နော်ကိုကတခုခုယူမယ်တခုခုလုပ်မယ်ဆိုအကြောင်းငှက်ထားနေပါဖြစ်တဲ့တဲ့ပေါ့နော်အဲ့လိုမဖြစ်လာအောင်မနေမွနေနိုင်လုပ်တည်နေ ဒီယောဂလေးကိုကျွန်မကဒီနေ့သင်ပြတော့မှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးကျွန်မတို့လွယ်ကူရိုးရှင်းစာနဲ့ထိုင်တဲ့သလိုမျိုးလေးဘယ်ပဲအထက်ဖြစ်ဖြစ်ဘယ်ပဲအပြင်ပဲဖြစ်ဖြစ်ထိုင်လို့ရပါတယ်အဲ့လိုမျိုးလေးထိုင်ပြီးပြီဆိုလို့ရှိရင်ပထမအဦးဆုံးကျွန်မတို့ကလေကိုရှူသွင်းမယ်ရှူထုတ်မယ်ပေါ့နော်အဲ့လိုအဲ့ရှုတဲ့ရှုလို့အလုပ်ကိုအရင်လုပ်ရလဲဆိုရင်ကျမတို့စိတ်တွေတည်ငြိမ်အောင်ပေါ့နော်အားလုံးကိုအာရုံစုစည်းရတဲ့သဘောမျိုးပေါ့နော်ရှုတင်မယ် 休托梅，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 休托梅。 နောက်ဆုံးတစ်ချက်အများကြီးရှိမယ်နော်ရှိတော့မယ်โอเคဒီပြင်းချင်းညလုံးလေးကိုပြန်ပြီးတော့ဖွင့်မယ်နော်ဒါကြောင့်ဒီနေ့အတွက်ကျမတို့ကမနေ့ပိုင်းပေါ့နော်အိယာငုံချင်း လုပ်တဲ့ယောဂလေးကိုစတင်လို့ရပါပြီ။ပထမအဦးဆုံးကျွန်မတို့ကအကြောတွေငတ်နေတဲ့တဲ့အကြောတွေပေါ့နော်ဖြေကျော့သွားအောင်အရင်ဆုံးအကြောလျှော့တဲ့ပုံစံမျိုးလေးကိုအရင်သွားမယ်နော်။အတော့ရင်လက်နဲ့ဖက်ကိုနောက်ကနေပြီးတော့ဝိုင်းပြီးတော့ဖြည်းဖြည်းချင်းမှယူရမယ်နော်။နောက်အဲ့လိုမှယူရတဲ့အချိန်မှာကြောတွေရောလက်တွေရော အားရင်ဒီကောင်းတော့လက်ဖျားလေးမှာပဲဆုထားပြီးတော့ရင်မယူမယ်ပြီးရင်လက်အုပ်ချပြီးတော့ရင်ရှေ့ကိုပြန်ထုတ်မယ်မယူရဲ့အချိန်မှာလေကိုရှုံသိပြီးတော့ရင်ရှေ့ကိုထုတ်တဲ့အချိန်မှာလေကိုမှုတ်ထုတ်မယ်နော်အားလေးကိုကျွန်မတို့ကငါးကြော်လုပ်ကြည့်မယ်ရှုသိမယ်ရှုထုတ်ပဲဖြည်းဖြည်းလေးရှုထုတ်မယ်နောက်တစ်ခါရှုသိမယ်နော် 水头没，皮皮进去头吧。我的花溪队没，皮皮进去头别杷鞋呢。我的花溪队没，水头没。 ဒီခါနောက်ဆုံးတစ်ချိန်တော့တဝိုင်းစုတွင်းလိုက်မယ်နော်ဘိုင်ဖောင်းလောင်စုတွင်းလိုက်မယ်ဒီအကုန်လုံးထောက်တောင်းရှိထုတ်မယ်နော်ရှိထုတ်တဲ့လေနဲ့တူတူလောကလေးညက်ဖက်ကိုရှေ့ကိုချပြီးရောရင်တွားသွားပြီးရောရင်ခေါင်းလေးကိုနှုတ်ပြီးရောအကျော်လေးရွှတ်ပါမယ် ခေါင်းလေးငုံနေနေတဲ့မျက်လုံးလေးရေကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပြီးတော့ဒီလက်ကလေးကိုခုခန္ဓာကိုယ်ဘက်ကိုပြန်ပြီးခေါ်လာပါမယ်။အားဆိုရင်ကျမတို့ကနည်းနည်းလေးတော့အကျော်လေးရှော့ပြီးတော့တွေးမှုဖြစ်လာပြီပေါ့နော်။နောက်ထပ်ကကျမတို့ကကျမတို့ရဲ့ခန္ဓာကိုယ်ဒီပေါ့နော်ဒီ bike ဝင်းကျင်ကြီးပေါ့နော်တကယ်လေးပြေရောသွားအောင်လုပ်မယ်နော်အကျော်လေးဆန့်ထုတ်မယ်ဆိုတော့ဒီလက်နှစ်ဖက်ကိုအရင်ပေါ်ကိုအရင်ဆုံးဆွဲတင်မယ်ညာဘက်လက်ကို ချပြီးတော့ရင်ဒကောင်စစ်ကလေးကွေးနိုင်တဲ့သူကကွေးမကွေးနိုင်တဲ့သူကလည်းအဆန်တိုင်းလေးပေါ့နော်ချမယ်ပြီးရင်ဘယ်ဘက်လက်အပေါ်ကဘယ်ဘက်လက်ကိုဆွဲလိုက်ပြီးတော့ရင်လူကအပေါ်ကောင်းပြင်ရှိရင်ကောင်းရင်ကောင်းမယ်မရှိရင်စီရင်ပေါ့နော်ကိုကောင်းလေးမို့ချင်မယ်5 4 3 2 1โอเคအလဲလေးကိုပြန်လာမယ် ပြီးရင်လက်ကလေးနှချောင်းကိုပြန်ပြီးရင်အပေါ်ဆွဲတင်မယ်ပြီးခုနလိုမျိုးပဲဘဲဘဲလက်ကိုပြန်ချမယ်ချပြီးရင်ဖြည်းဖြည်းချင်းလေးခန္ဓာကိုယ်လေးကိုခေါ်သွားမယ်ပြီးရင်မျက်နှာကစီလင်းကိုချင်ကြည့်မချင်ရင်ကောင်းကင်ကြီးကိုကြည့်ထားမယ်မျက်နှာကြည့်ရဲ့ချိန်ကျရင်ညာဘက်လက်ကိုကြောရှိမယ်နော်5 4 3 2 1 okay အဲ့လိုမျိုးလေးကျမတို့နှစ်ကြောလုပ်မယ်နော်နောက်တစ်ကြောထပ်လုပ်မယ် တပူဖြောက်ထုံးမယ်။ညာဘက်နဲ့ချမယ်။ခန္ဓာကိုယ်ကိုဆွဲမယ်။အဲ့လိုဆွဲရချိန်မှာဒီဒူးကြီးကပါလာစရာမလိုဘူးနော်။ဒူးကဒီနေရာမျိုးရှိမယ်။ကိုယ့်ရဲ့ခါကိုပဲဆွဲပြီးတော့ရင်ဆန့်လိုက်တာပေါ့နော်။အားလည်းအရင်ကြည့်ပါလေ။ဒူးကြီးပါလာမယ်ဆိုလို့ရှိရင်ကိုကအကျော်ရင်မပြောဘဲနေမယ်။ Okay ။အပေါ်ပြန်ဆွဲတင်မယ်။ဒီဘက်ကိုချမယ်ဒီဘက်လည်းဒူကြီးပါလာစရာမလိုဘူး ခန္ဓာကိုယ်ရသလောက်ပဲဒီလောက်ရလို့ကဒီလောက်ဒီလောက်မရလို့ကဒီလောက်ပေါ့နော်ကိစ္စမရှိဘူးကိုယ်ရနိုင်တယ်လို့ပဲကိုကဆွဲပြီးတော့ရင်ခန္ဓာကိုယ်ကိုဆွဲပြီးပါမယ်โอเคဟုတ်ပြီဘေးဘက်တည်ပြီးပြီဆိုတော့ယင်ကျမကကခုနလိုလိုလေးရှေ့ဘက်ကိုတွားပြီးတော့ရင်တွားမယ်တွားပြီးတော့ရင်ခေါင်းလေးငုံမယ်ကိုတွားနိုင်တဲ့အစွမ်းကိုရောက်သွားရင်ခေါင်းလေးငုံမယ်ဟုတ်ပြီလို့ညီ Okay ပြန်လာမယ်ခန္ဓာကိုယ်တော့ပုံပြန်ပြီးတော့ရင်ဆွဲခေါ်မယ်โอเคအထာဆိုလို့ရှိရင်ကျမတို့ကဒီအလဲပိုင်းလေးဒီကောင်ဒီဒီလက်ပြင်ကြောလေးအကုန်လုံးပေါ့နော်အကြောရည်ပြရောပုံပြီးဒီတစ်ခါခေါင်းလေးကိုနည်းနည်းလုပ်မယ်ပေါ့နော်โอเคခေါင်းကိုလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ကပထမဦးဆုံးကိုယ်မျက်စိချစ်တဲ့တဲမှာရှိမယ်အရာဝတ္ထုတစ်ခုကိုပေါ့နော်အာယုံစူးစိုက်ပြီးတော့ရင်ကြည့်ရမယ်။ကြည့်နေကြည့်နေရနေပြီးတော့ရင်လက်လက်ဖက်ကိုကျမတို့က လုံးဝပြေလျော့ပြီးတော့ရင်းလျှော့ထားရမယ်အဲ့ဒီကနေပြီးတော့ညီမမျိုးလုံးလေးကိုတားလေးပေးလိုက်မယ်နေပြီးတော့ရင်ခေါင်းလေးကိုအပေါ်ဝင်ချမယ်အောက်ကနေပြီးတော့ညာဘက်ကနေစပြီးတော့ရင်ဝိုင်းမယ်ညာအနောက်ဘေးဟာသုံးချိန်ဝိုင်းမယ်နော်ညာအနောက် Be, ap, nyam, anou, be, ap. Apo yotane, yon kande, sanche belkli yon djen, yon wanyme, be, ap. ညာအာနောက်ဆုံးတစ်ချက်ဝိုင်းမယ်ဘေနောညာအာခေခေါင်းတို့မုံထအောင်မယ်နော်အဲ့အချိန်မှာလက်ကလေးနှစ်ဖက်ကိုယူပြီးတော့ရင်ခေါင်းတော့ကနေပြီးတော့ရင်ဆွဲချမယ်5 4 3 2 1ဝင်မြင်းလုံးလေးကိုဖွင့်သေးဘူးနော်။ရေးစီအောက်ကနေပြီးတော့ရင်လက်မလေးနှစ်ခုနဲ့ပြပြီးမော်ထုတ် โอเคအလေးတက်တယ်လို့ပြန်လာမယ်ဖြည်းဖြည်းချင်းချင်းလုံးလေးပြန်ခွင့်မယ်เนาะโอเคဟုတ်ပြီအဲဆိုရင်ကျမတို့ကဒီအထက်ပိုင်းညပုံလုံးတော့တမနက်စာပြောကြောလျှော့ပြီးကြွားရေပေါ့เนาะဒီအောက်ပိုင်းလေးကိုလည်းလည်းကြောလျှော့မယ်အောက်ပိုင်းလေးကိုလည်းလည်းကြောလျှော့မယ်ဆိုရှိရင်ပထမဆုံးတော့ကျမတို့ကဒီလိုမျိုးလေးထိုင်လိုက်မယ်ထိုင်ပြီးတော့လေပထမဆုံးကတော့ကျမတို့ဒီဒီကြောပြင်းနဲ့ဒီရင်မက်လေးကိုလည်းလည်းပြန်ကြောလျှော့မယ်เนาะ ေါ်မှမယ်။ဒါလေးကဘယ်လိုလဲဆိုကံမဲလို့မျိုးပဲလေ။ကုန်းကုန်းပြီးရင်ကော့ထုံမယ်။ကုန်းငယ်ချင်းကြရင်လေးရှူပြီးတော့ရင်မော်ထုံငယ်ချင်းကြရင်ဒီလိုထုံမယ်။လေးရှူပြီးမှလေးရှူထုံပါအဲ့လိုပြီးပြီဆိုလို့ရှိရင်ကျမတို့က twist လုပ်မယ်နော် twist ဆိုတော့ရင်ပထမဆုံးညာဘက်ခြမ်းကိုဒီလို က်ပြည့်နဲ့ထောင်းလိုက်မယ်ဒုတိယလေးပြီးတော့ရေဒီလိုမျိုးလေးပြန်ထားမယ်ဒါပြီးကိုကျက်နိုင်တယ်လို့ပေါ့နော်ဒီလောက်ပဲတန်တယ်ဒီလောက်ပဲလေကျမလူမျိုးပြည့်စရာမလိုဘူးဒီလောက်နေနေဒီလောက်တည်းဒီလောက်နေနေဒီလောက်ပဲတကယ်လို့အရင်တန်နေတူတော့ဒီလိုမျိုးလေနဲ့ပြီးသွားပြီဆိုလို့ရှိရင်အဲ့လိုတည်းနေနေတခါလေဒီလိုမျိုးလေးတည်းနေနေနိုင်ပြီးတော့ရေအခုံးလေးကိုပါအခုံးလေးကိုပါတခါလေးပေါ့နော် ဒီလက်ကလေးနဲ့ပါအောင်စူးစမ်းပြီးတော့အပခုံကိုကမျက်လုံးလေးနဲ့နှမ်းကြည့်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့5 4 3 2 1 Okay ဒီပတ်ချက်ရင်းလို့မယ်2 1 okay အဲ့လိုမျိုးလေးတော့ပြီးသွားပြီဆိုရင်ဒီနေရာ twist တွေလည်းပြီးသွားပြီဆိုတော့အောက်ပိုင်းလေးပဲချိန်မယ်အောက်ပိုင်းလေးမှာဆိုလို့ရှိရင်ခြေောက်ဘယ်ဘက်ခြေောက်ကို စံထုတ်လိုက်မယ်ညာဘက်ခြေရောက်ကိုဒီအပြင်ဘက်ကနေကင်မယ်နော်ညာဘက်ခြေရောက်ကိုအပြင်ဘက်ကနေကင်မယ်ကင်ပြီးရင်ချက်ချင်းစံထုတ်လာမှရှင်မနေ့အိယာထားတာစားဆိုတော့အကြောရေးပိုင်းကတ်တာဖြစ်တယ်အဲ့တော့ဖြည်းဖြည်းချင်းစံထုတ်မယ်နော်ဖြည်းစံသွားပြီးဆိုလို့ရှိရင်ခဏလေးတစ်ခေါက်နားမယ်ချက်ချင်းမလုပ်နဲ့နော်အိယာထားတာချက်ချင်းလုပ်ပြီးအကြောရေးကတ်တယ်ဒီကနေပြီးတော့ဒီ ညာလက်ကလေးကိုတရားနေပြီးရောဒီလိုဆွဲပါမလားဆွဲပြီးရောရင်ဒီလိုမျိုးလေးနောက်ဘုခန္ဓာကိုလည်း twist နေထားနေပေါ့နော်တကယ်လို့ဒီလောက်ပလုံးနိုင်တဲ့သူကလည်းဒီလိုမျိုးလေးပဲခံထားလို့ရတယ်ဒီလိုလုပ်ထားလို့ရတယ်နော်အတိအကျလို့ဆရာမလို့ပါဘူးဟုတ်ကဲ့အာပြီးသွားရင် င်းတစ်ခလေးကိုဒီရှိနေပြန်လာမယ်။ပြန်လာတဲ့အချိန်ကျလက်နဲ့ဖက်ကချက်ပြီးတော့ဒီဒီပေါင်းလေးချက်ရောက်ပြီးလှန့်ဆွဲမယ်ပေါ့နော်။ဆွဲနိုင်တယ်လို့ဆိုရပေါ့နော်။မမီရဲ့လူကလည်းဒီကနေ့ဆွဲလို့ရတယ်။ဒါပေမဲ့မီရဲ့လူကတော့ဒီအဆုံးဆုံးပြီးဆိုတာကိုကောင်းတယ်။ Five, four, three, two, one. Okay. အဲ့လိုဆွဲပြီးသွားရင်ဆိုဒီချက်လို့ဖြစ်ဖြစ်လေးကိုနော်။ကိုွေးပြီးဒီဘက်ချက်ရောက်တဲ့ပုံမှာဘယ်ဘက်ချက်ရောက်ပုံမှာတင်မယ်။တင်ပြီးတော့ရင်ဒါလေးကိုဆွဲမယ်။ ဆိုတော့ရင်တချို့တွေကြတယ်ဒီလိုအောက်ကိုထိတယ်တချို့တွေကြတယ်ဒီလိုမထိဘူးတချို့တွေကဒီလိုဖြစ်နေနေတယ်ပြဿနာရှိဘူးကိုနိုင်တော့ဘောက်ဘောက်ဘောက်လို့ပြီးရင်နိုင်တော့ဘူးတော့ဖြစ်ချပါတော့နော်ဒီကြိုင်းမျိုးပါဘူးဟာဟာဒီချိန်ကြားလေးမှာရှိရဲ့အကျော်လေးတွေကိုအလုံးပေးရမယ်ဒီလိုပဲတဲ့အဲ့တော့နောက်တစ်ခါကိုတစ်ခါပြီးသွားပြီဆိုတော့နောက်တစ်ခါကိုသွားမယ်နောက်တစ်ခါသွားမယ်ဆိုလို့ရှိရင်ကျမတို့ကခြေထောက်ကို ဒီခုနလိုမျိုးပဲဘဲအစုံဘက်ကိုညာလက်လက်ခံတိုင်းနဲ့ဒါမျိုးဆွဲတယ်နဲ့ဖြည်းဖြည်းချင်းဆွဲတယ်နော်ဖြည်းဖြည်းချင်းဆွဲတယ်နဲ့ခုနလိုမျိုးပဲလက်ကလေးနဲ့ပြစ်လို့နော်ဖြည်းဖြည်းချင်းလို့ပါ ချီအောင်ကိုကိုယ့်ဘက်ကိုကျင်းပြီးတော့ဆွဲနေ5 4 3 2 1ဆွဲပြီးသွားရင်ခြေအောက်လေးကိုကိုယ့်ပြီးတော့နင်ခုနကပေါင်ဖို့ညာဘက်ပေါင်ဖို့တင်မယ်ညာဘက်ပေါင်ဖို့တင်ပြီးတာမှညာဘက်ခြေကကိုဆွဲပြီးတော့ယူမယ်ညာဘက်ဒီလိုတက်နိုင်ရင်ဒီလိုပဲလုပ်ဒီလိုမတက်နိုင်ရင်ဒီလိုလုပ်ပြီးစမှာရှိဘူးတက်နိုင်တဲ့သူကအောက်ကိုဆွဲချမယ်နော်5 4 3 2 1 okay အားပြီးရင်ချောက်ပြီးပြီးမယ်။ Okay အဲ့တော့ညီမတို့ကဒီအပိုင်းလေးလေးပြီးပြီးအလဲပိုင်းလေးပြီးပြီးခေါင်းပိုင်းလေးပြီးပြီးပေါ့နော်မနမိုလင်းကိုအိပ်ရထားလို့ရှိရင်အခါမျိုးကြီးအနည်းဆုံးမရှိဘူးဆိုရင်15မိလီလောက်လုပ်ပြီးမယ်ဆိုလို့ရှိရင်တော့တနည်းတာလှူရှာမှုတနည်းတာကိုယ်အလုပ်ကိုင်းနေမှာကိုယ်ဒီစိတ်ကျန်းမာစွာ ပျော်ရွှင်စာနဲ့ပဲအောင်မြင်မှုတွေကိုအများကြီးလုပ်ဆောင်နိုင်မှာဖြစ်ပါလေရှင်။အဲ့တော့ရေကျမကကျမရဲ့ဒီရွှေယောဂ page မှာပေါ့နော်။ယောဂနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒါရီလေ့ကျင့်ရမယ့်အပိုင်းအပိုင်းလေးတွေကိုနေ့စဉ်မြင်ရပြီးတော့ပါမယ်ရှင်။အားလုံးကိုကျေးဇူးပါ။